ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Telegram မှာကိုပိုင် channel တခုပေါ့နော် Telegram channel တခုထောင်းတဲ့နေ့ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ Okay Telegram မှာကိုပိုင် channel တခုထောင်းဖို့ဆိုလို့ရှင်ကျွန်တော်တို့က Telegram application နဲ့ကိုဝင်ရမယ်ပေါ့နော်။ Okay အဲ့ကျတော့ Telegram လေးရဲ့ကိုဝင်ဝင်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာဒီကိုရဲ့ account တော့ချိထားဖို့လိုရပေါ့နော် Telegram account ကတော့အကုန်လုံးဖွင့်ပြီးသားပေါ့နော်။အဲ့မှာကျွန်တော်တို့ကဒီအောက်မှာခဲရံပုံလေးနဲ့သင်္ကေတလေးတခုပါတယ်ပေါ့နော်ဟိုအောက်တောင်မှာ။အဲ့ခဲရံပုံလေးကိုထောက်လိုက်ပါ။ ထောက်လိုက်ပြီဆိုလို့ရှင်ဒါမျိုးလေးကြားလိုက်မယ်။ဒါမျိုးကြားပြီဆိုလို့ရှင်ဒီမှာကနယူဂရုရဲ့ပြီးပြီဆိုလို့ရှင် new secret chat ရဲ့နယူ channel ရဲ့ပေါ့နော်။သူက၃မျိုးရှိတယ်။ကိုကအဲ့ကြတော့ကျွန်တော်တို့က group ဖွဲ့မှာဆိုလို့ရှင်တော့ဘာနယူ group ကိုထောက်ပေါ့နော် group မှာ limit ရှိတယ်ပေါ့နော်အဲ့ကြတော့ group ကိုတော့ဟိုမလုံးနဲ့အောက်ကနယူ channel ကိုထောက်ပြီးတော့ကျွန်တော်တို့ကဒီမှာဟွာလောက်လိုက် share အဲ့မယ်ပေါ့ပါ channel name နေရာမှာကျွန်တော်ကိုဒီထားခြင်းနဲ့ channel ရဲ့ name ကိုရေးပေါ့နော်ဟိုမှာကိုက ဥမာ online shop လောက်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ online shop ပေါ့နော်သူက Facebook လို့ဆိုလို့ရှိရင် page ပေါ့ဒီမှာဆိုလို့ရှိရင်တော့ description description ချမှာကျတော့ကျွန်တော်ကိုကြိုက်ထားရေးလို့ရရယ်ဗျအဲ့မှာဒီဒီ group ဒီ page နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒီ channel နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုရေးလို့ရတယ်အဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဘက်ကဒီကင်မရာပုံလေးကိုထောက်ပြီးတော့ profile ပုံချိန်လို့ရရယ်ပေါ့နော် profile ပုံဆိုတာကျတော့ကျွန်တော်ဒီကိုကြိုက်တဲ့ပုံတစ်ပုံကိုအဲ့မှာကင်မရာပုံလေးကိုထောက်ပြီးတော့ ချိန်နိုင်လို့ရတယ်โอเคအားပြီးပြီဆိုရှင်တော့ကျွန်တော်တို့အမှန်ကြီးလေးကိုနှိပ်လိုက်ပါတော့ဒီမှာ public channel ဆိုတာလေးကိုထားပါတော့အောက်မှာ t.me ဆိုတာကျွန်တော်ဒီ channel ရဲ့ link ပေါ့နော် channel ရဲ့ link ကကျွန်တော်ကျွန်တော်တို့ကဘယ်လိုဆိုဒီ channel ကိုရေးချတဲ့အချိန်မှာအလွယ်တကူရှာလို့ရအောင်ပေါ့နော်ဟိုကိုကြိုက်တဲ့ linkedin နာမည်လေးပေါ့နော်ဒါပေမဲ့သူကဒီလိုမျိုးဆိုလို့ရှင်နာမည်တူရှိလို့ရှင်အောက်မှာနေရောက်စာတန်းလေးပြတယ်အဲ့ကျွန်တော်နာမည်မလိုမရှိအောင်နောက်မှာသင်ကိစ္စရပါရေးထည့်ပေးရမယ် အဲ့ဒါဆိုလို့ရှိရင်တော့နာမည်တူမရှိတော့ဘူးဆိုလို့ရှိရင်တော့စိတ်သွားလိမ့်မယ်ပေါ့နော်โอเคအဲ့ဒါတွေအကုန်လုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟုတ်အပေါ်ကအမှန်ချလေးကိုနှိပ်လိုက်အမှန်ချလေးကိုနှိပ်ပြီးသွားပြီးတော့ကျွန်တော်တို့ channel တစ်ခုကိုစတင်တည်ထောင်လို့ရပြီပေါ့နော်ပြီးပြီဆိုရှင်တော့ကျွန်တော်တို့ဒီမှာ member တွေထည့်လို့ရမယ်ပေါ့နော်ဒီမှာကိုယ်ထည့်ရရှိတဲ့တငယ်ချင်းတွေကို member အနေနဲ့ invite လုပ်ပြီးတော့အဲထည့်လို့ရမယ်အဲပြီးဒီကိုဥမာလို့ MS loose 100ယောက်ရှိရဆိုကိုဖုန်းနံပါတ်ထည့်မှာ100ယောက်ရှိရဆို100ယောက်ပေါ့နော်ယောက်တရာရှိရင်ယောက်တရာလုံးကိုထည့်ပြီးတော့ဒီအောက်က မြားလေးကိုနှိပ်ပြီးတော့သွားလိုက်လို့ရတယ်ဗောနော်ဟိုအောက်မှာမြားလေးပါတယ်အဲဒါဆိုလို့ရှင် channel တစ်ခုကိုဒီစနစ်တကျတည်ထောင်ပြီးဗောနော်โอเคပါနောက်ရက်မှာကျွန်တော်တို့ကဒီ channel နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြန်ပြီးရောညှောက်ပြီးပေးသွားဖြစ်ပါတယ်ဒီမှာ admin ဆိုတာလေးကိုထောက်ပြီးတော့ကျွန်တော်တို့ admin နေလဲထပ်ပြီးခက်လို့ရတယ်โอเคအဲ့တော့ဒီ Telegram နဲ့ပတ်သက်လို့နောက်ထပ်သိချင်တာတွေရှိရဆိုလို့ရှင်လဲကျွန်တော်ရဲ့ comment မှာမေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပုံမပြည့်စုံတဲ့ဒီ channel ထောင်နီး channel မှာ ဘာကြီးလောက်ဖို့လို့လဲပေါ့နော်ပြီးပြီဆိုရင် group တွေဘာကြီးပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်းပြောပြပေးသွားမှာဖြစ်ပါတယ်သိချင်တာရှိလို့ရှင်ဒီ comment အောက်မှာမေးခဲ့ပါ